တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှဖန်ပြလေးပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ကချင်ပြည်နယ်စစ်ရဲတရင်နဲ့ရင်စားခြင်းနဲ့ ကချင်ပြည်နယ်စည်ရဲသတင်းထဲမှာမနေ့ကတော့စခန်းတွေတိမ့်တာတော့မရှိဘူးဒါပေမဲ့တိုက်ပွဲတွေပြင်းထန်နေပါတယ်အခုဝိုင်းမော်ဘက်မှာတိုက်ပွဲတွေပြင်းထန်နေသလိုဘမော်နယ်ဖက်ကမှာလည်းတိုက်ပွဲတွေပြင်းထန်နေအခုဘမ်းမောက်မှာဘုံကျဲတာတွေပက်ပက်ဆက်ဆက်လုပ်နေတယ်အော်တိုဘာလ17ရက်နေ့ညနေပိုင်းမှာကျတော့စစ်ခွေးတွေဘက်ကနေမှ Y12 လေးရင်နဲ့တလုံးတစ်လုံးနဲ့မဟုတ်ဘူးနော်ဘုံဆက်တစ်လုံးကျဲသွားတယ် မနေ့ကလည်းလုံးဝတိုက်ပွဲမဖြစ်တဲ့အောင်ကိုပါတိန် KTV မှာစစ်ခွေးဒီဘက်ကနေမှဘုံနှလုံးလာကျဲသွားတယ်အခုဒီဘတ်မောက်မှာကသူတို့ဘက်ကနေမှနော်လုံးဝမကြဖို့ဆိုပြီးမှပြင်းပြင်းထန်ထန်ခုတ်ခိုင်းတဲ့ဂျားကနေမှတော်လာရဲဒီဘက်ကနေမှဘတ်မောက်မျိုးကိုတင်လိုက်တယ်သူတို့ရှက်သွားတယ်သူတို့ရှက်သွားတဲ့အတွက်ကြောင့်အခုဒီဘတ်မောက်ကိုပြန်လဲရရှိဖို့ရအတွက်ဆိုပြီးမှဘုံကျဲတာဆိုတော့17ရက်နေ့က17လုံးမနေ့ကနှလုံးဆိုလို့ရှိရင်၄ရက်ထဲမှာပဲဘုံ73လုံးလာကျဲသွားတယ် အခုဒီ73လုံးဘုံလာကြေးချသွားတဲ့အခါမှာဘေးတော်လန်ရဲကိုထိသွားတယ်လေအောင်ကဘာတင် KTV ထဲမှာဘေးတော်လန်ရဲမှာမှ KTV မှာတချင်းသွားဆိုမဲ့အချိန်မရှိဘူးအဲ့ထဲမှာလည်းနှလုံးလာကြေးသွားတယ်ဘိုင်းမောင်းနဲ့၃မိုင်ကျော်၄မိုင်လောက်ရှိတဲ့နေရာမှာဘုံ73လုံးလာကြေးသွားတယ်ဘေးတော်လန်ရဲတယောက်မှမသေးသွားဘူး ဒီဘောမာနေပြောပြောနေတဲ့တော်လာရဲဒီမြို့သိန်းတာဟာမြို့သိန်းတာမဟုတ်ဘူးမြို့ကိုဖျက်ဆီးနေတယ်လို့ပြောတာဆိုတော့ဟိုတခါတော့ဒီစက်တင်ဘာလ20ရက်နေ့တုန်းကကြွတ်တရင်ထဲမှာပြောတယ်လို့ပဲအခုတော်လာရဲဒီဘတ်မောက်မြို့ကိုတိမ့်လိုက်ပြီဘတ်မောက်မြို့ကိုတိမ့်လိုက်ပြီးတဲ့အခါမှာအိမ်တစ်ခုမှမပြတ်စည်းသွားဘူးဘာကြောင့်လဲဆိုတော့ကျွတ်တော်လာရဲဒီကတနတ်နေပဲပြစ်တယ်ပြီးလို့ရှင်လဲပြီးသူတွေရှိတဲ့ဘက်ကိုမပြစ်ဘူး ဒါကြောင့်ဘာမောင်မျိုးရဲ့အထင်းမှာဘာမှမပြက်စည်းဘူးအခုဘာမောင်မျိုးကိုနင်းတို့မရမနေဆိုပြီးမှစ조사နေတဲ့အခါမှာဘုံတွေလာကျဲလို့တော့အခုအောင်ကဘာသိ KTV ဆိုတာအကုန်ပြက်စည်းသွားပြီဘာမောင်ရဲ့အနောက်ဘက်လဲမိုင်ကျော်မှာဆိုလို့ရှိရင်အကုန်ပြက်စည်းသွားတယ်ဆိုတော့မြို့ကိုဖျက်ဆီးတဲ့တပ်သွားတွေဟာဘေးခွေးတွေလဲဆိုတာတော့တိတ်မပြောချင်ဘူးเนาะ ပြီးရင်အခုကျွဲတို့ဒီမြစ်ကျနာတို့ဖကန်တို့ဆိုလို့ရှိရင်ဒီစစ်ခွေးဒီရဲ့စစ်အုပ်ချုပ်ရေးကြီးညာထားတဲ့နေရာဖြစ်တဲ့ဒါကိုနှစ်ထပ်ကွာအနေနဲ့ပြန်လုပ်တယ်ဆိုတော့အခုဒီမြစ်ကျနာရဲ့ဖကန်ရဲ့မှာလူ၅ယောက်ထက်မစိုးရဘူးပြီးလို့ရှိရင်ည10နာရီကနေမနေ့6နာရီထိလုံးဝအိမ်ပြန်မထွက်ရဘူးဆိုတော့เนาะမာရှယ်လောတွေပြန်ထုတ်ထားခဲ့တယ်ဆိုတော့ဒါကဘယ်သူထုတ်တယ်လဲဆိုလို့ရှိရင် 师兄，我教的干的嘛，偷他的，骂些老皮的，喏。师兄，你得了个，又有本事，师兄，那么不，师兄，干嘛教教他道嘛？亏的嘞，迷糊狗皮嘛，教你咋啦？师兄，我教的干的嘛，阿古，这六个亲兵的嘛，是五臭爷子伢，他来的嘛干部，骂些老的，别偷他开的出来找表表亲呢。师兄，我教的，没下步啦。 ပြီးလို့ရှိရင်အခုကျွန်တော်တို့နောက်သတင်းတပုတ်အနေနဲ့ကတော့နတ်ရကန်နော်ဒီအပဒမ်လမ်းမပေါ်မှာရှိတဲ့နတ်ရကန်ဘျူဟာကုန်းကိုအာခတ်တတ်တော်နဲ့ပူပေါင်းတော်လာရဲဒီဘက်ကနေမှဝိုင်းပြမပိတ်ထားတာဟာအတော်လေးကြာသွားပြီဆိုတော့အခုအဲ့လိုမျိုးပတ်ထားတဲ့ခါမှာစစ်ခွေးတွေဘက်ကနေမှအစာမစားရဘူးလက်နဲ့ခရက်နေမရှိတော့တဲ့ခါမှာစစ်ခွေးတွေဘက်ကနေမှလေရင်ကနေမှလေထီးနဲ့ခရက်လက်နဲ့ဒီအစာအသောက်တွေပြစ်ချတာ အခုဒါကတော့တရင်ကျွတ်အတွက်ရစ်ထူရမျက်ဒီမှာဆိုလို့ရှိရင်တောင်းနိုင်ရဲ့သားကနည်းနည်းလေးလူစိတ်ရှိတတ်တယ်ဆိုတော့တောင်းနိုင်သားကတော့သူ့ရဲ့စစ်ခွေးတွေကိုချပေးတလို့လို့နဲ့ကျောတို့တော်လာရဲတွေကိုလေရင်ကနေမှလေထီးနဲ့အစာတွေလက်နဲ့ခဲရနေအများကြီးပြန်လာချပေးတယ်ဆိုတဲ့ဥစ္စာသိရတယ်ဆိုတော့တောင်းနိုင်သားလည်းဒီခါလေးကြတော့လည်းမစိုးပါဘူးလိမ္မာသားပဲเนาะဆိုတော့တောင်းနိုင်ရဲ့သားလာချပေးတဲ့ခဲရလက်နဲ့ဒီနဲ့အစာတောက်တွေက အာရခတ်တတော်နဲ့ပူပေါင်းတော်လိုင်းရေးတွေရရှိသွားတယ်။ဆိုတော့အခုဒီနတ်ရကန်ဆိုတာဟာကျွတ်တို့မကြခင်မှာအောင်ပွဲတရင်တွေကိုကျွတ်တို့ကြားရမှာဖြစ်တယ်။ဆိုတော့အခုဒီနတ်ရကန်ရဲ့ကာကင်းစခန်းတို့ခုသုံးခုကိုလည်းအာရခတ်တတော်နဲ့ပူပေါင်းတော်လိုင်းရေးဒီဘက်ကနေမှတိုက်ခိုက်သိမ့်ပိုက်ပြီးသားဖြစ်တယ်။ဆိုတော့အခုနတ်ရကန်ဟာလက်နဲ့ခဲရန်တွေလည်းမရှိတော့ဘူးအစားအသောက်တွေလည်းပြတ်နေတာဖြစ်တယ်ဆိုတော့ကျွတ်တို့မကြခင်မှာအာရခတ်တတော်ရဲ့လက်ဖြုတ်ကိုကျွတ်တို့ကြဲကြဲလောင်တော့ကြားရမယ်ဆိုတဲ့အကြောင်းပြောပြခြင်းတယ်နော် ပြီးလို့ရှိရင်အခုကျွန်တော်တို့နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ဗီဒီယိုတူတူလေးကိုအရင်နားထောင်ကြည့်အောင်နော်ဘောရီနောက်နိုင်ငံတော်ရဲ့ပွဲလေးခဏတွေဘာညာတွေပေါ့အဲပွဲလေးခဏဆိုတော့ဆီကတော့ဇက်သမင်လောကလာတဲ့လူဆိုတော့ဗျပွဲကတော့မတွေ့ရဘူးဘာညာမေးတော့အဲသူအဲ့ဒါလေးကိုသူအဲ့ချိန်မှာသူရင်ဖွင့်တယ်သူ့ကိုပွဲတွေပေါ့ဗျပွဲတွေကဖို့ပြောရင်တော့သူကတက်မတော်ဘက်မှာတစ်လုံးသူရက်ခဲ့တယ်တစ်လုံးတက်မတော်နဲ့ပဲတသားတဲ့သူနေတယ်တက်မတော်ဘက်သူယုံကြည်တယ်ပေါ့ဗျာဒီလိုနေခဲ့တယ်ဒီလိုပြီးတော့မြို့ပါသာသာသနာတော်သူကာဝဆောက်ချောက်တဲ့နေလေအဲ့ဘက်မှာသူနေတယ်ပေါ့ဗျာဒါပေမဲ့အဲ့လိုနေရတဲ့အတွက်အဲ့ဒီရဲ့ဆန့်ကျင်ဘက်မှာတိုက်ပီကိုဖျက်လို့ဖျက်စီးလို့တဲ့ ြည်ပြင်းတဲ့နေပြည်အုပ်စုတွေရဲ့အဲ့ဒီရဲ့ထောက်ခံအားပေးသူတွေအုပ်စုတွေကြတော့သူတို့ဒိန်းအောင်ဆိုရင်သေသေရရအရှင်ရရဆိုပြီးတော့ဖြစ်တယ်ပေါ့ဒါမျိုးဖြစ်တဲ့အခါကလည်းသူခဏတည်းရင်ဖွင့်ခဲ့ဘူးလေသူရုပ်ရှင်ရိုက်ကူးရေးဗီဒီယိုရိုက်ကူးတွေမှာခေါ်ပြီးမတုံးတရားမတုံးတာတော့ဖြစ်နိုင်တယ်လက်ခံတယ်ဘာကြောင့်လဲဆိုတော့ရုပ်ရှင်လောကသားတွေထဲမှာနေပြည်ပြည်ပြည်အုပ်စုကတအုပ်စုအခုထိကြီးစိုးနေတာသူသိတယ်အခုထိလည်းကြီးစိုးနေလို့သူတို့လူလူတွေကိုရုပ်ရှင်ကားတွေခေါ်မရိုက်ဘူးပေါ့ဗျာခေါ်မရိုက်ကြတဲ့ခါကျတော့သူအဲ့ရုပ်ရှင်ဗီဒီယိုလည်းမရိုက်ရအောင်အဲ့လိုပဲပွဲလမ်းသမင်းတွေငှားလာဆိုတော့အဲ့ဒီနေပြည်ပြည်ပြည်အုပ်စုတွေကလည်းသူနဲ့ဆက်ဆက်တဲ့ထောက်ခံအားပေးသူ မြန်မာပြည်ကကျန်ခဲ့တဲ့ဘလူတွေလည်းခေါ်မသုံးကြအောင်ခေါ်မသုံးတော့သူ့မှာအဲ့ဘက်လည်းမသွားရအောင်မမသွားတော့ဒီတက်မတော်ဘက်နဲ့ဒီဘက်ကဒီနိုင်ငံတော်ဘက်ကတက်မတော်ထောက်ခံသူတွေနဲ့ပွဲလာသူတွေအခမ်းအနားတွေရောအဲသူတို့ဒီပွဲတွေပဲသူ့ငှားလာဆိုတော့လေအစောပိုင်းမှာငှားရပဲဒီနောက်ပိုင်းမှာသိမငှားတော့ပြန်ဘူးသူ့ရဲ့ဖွင့်ရချက်ရသူမငှားတော့ဘူးဒီနောက်မငှားတဲ့ခါကျတော့သူ့မှာဟိုဘက်ကလည်းမငှားဘူးဒီဘက်ကလည်းမငှားအလဲကောင်မှာဟက်ကောင်ကြီးနဲ့ကြားမှာလက်တယ်အဲ့လိုဖြစ်နေတယ်ပေါ့ဆိုတော့ဒီခါကျတော့ तू စိတ်မကောင်းဖြစ်တာပေါ့ဟိုသူပြောတာတက်မတော်ဘက်ကမမမမရက်တည်တယ်မြို့ပါတာတာတာပဲမမမရက်တည်ခဲ့ရက်တည်ပေမဲ့ကာလာတစ်ခုရောက်တဲ့ခါမှာသူသာဘေးကိုရောက်သွားတယ် တချို့သောပုံကူတွေတမတော်စော်ကပေါ်မော်ကပြောခဲ့တဲ့ပုံကူတွေတမတော်ဖြုတ်ချပြရမယ်။អော်ခဲ့တဲ့អုပ်ကူပုံကူတွေကပွဲလမ်းတပြင်ခန်းတွေကိုဈေးကြီးကြီးပတ်စံများများရပြီးတော့ပွဲတွေကခွင့်ရနေတယ်။ဒါပေမဲ့သူတို့သူတို့ចောင်းထိုးခံထားရတယ်ပေါ့ဗျာ။သူတို့စိတ်မကောင်းဖြစ်ရတယ်။အဲ့တော့သက်ဆိုင်ရာဟိုလူကြီးတွေနေနေလဲသူတို့လုပ်ပေးပါဆိုတာမျိုးတွေထပ်ပြီးတော့ဒါမီဒီယာတွေနေဆက်သူမြစ်တာရဲခံတဲ့ပုံစံမျိုးသူရုပ်သက်မှာပြောသွားတယ်။သူတို့ကတနာခံသွားတဲ့ပုံစံပြောတာပါ။ဟိုလူကြီးတွေသူအပြစ်တင်ပြောတာပေါ့ဗျာ။အဲ့မှသူပြောတာတခုထူးကြတာတခုပါလာတာဘာလဲဆိုတော့ဒီရုပ်ရှင်လောကသားတွေထဲမှာပြောတာရှိတယ်ပေါ့။ ဒိန်းနာကိုဇကာခေါ်ရွရှင်ကားကိုခေါ်ရိုက်လိုက်လို့အဲရွရှင်ကားရှုံးပေါ်သွားရင်ဘယ်သူတာဝန်ယူမလဲဆိုပြီးတော့ပြောတယ်တဲ့အဲ့လိုပြောတဲ့အတွက်ရွရှင်လောကသားတွေအကုန်လုံးကသူ့ကိုခေါ်မရိုက်ရဲကြဘူးဆိုတော့ချစ်ရရွရှင်လောကထဲမှာကူဒီနေ့တချိန်ထိအဲ့လိုနီပိန်းလိုမျိုးအုပ်စုတစုတွေကနေတက်တက်မဲ့ကိုလဝကြီးအုပ်ပြီးအုပ်စုတစုကိုပယ်ပြီးတော့အုပ်စုတစုကပဲကြီးစိုးဖို့စ조사နေတာတွေရွရှင်လောကထဲမှာရှိနေသလားဆိုတော့မေကုံးကရှိလာတယ်ပြောရရင်တော့တချိန်တုန်းကလည်းရှိခဲ့တယ်အခုလည်းရှိတယ်ဥပမာဆိုကြပါတချိန်တုန်းကဆိုလေဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံတဲ့အုပ်စုက လောဘကရုပ်ရှင်ကားတွေရိုက်ရတယ်ကြော်ညာတွေရိုက်ရတယ်ဘေးဘုတ်ဗနိုင်းဘုတ်တွေမှာတို့ကပဲအကုန်လုံးကတို့တို့အုပ်ကြီးနဲ့တို့တို့တို့လိုနဲ့တို့ကတို့တို့သူအုပ်စုလိုက်တိောက်တိောက်သွားတယ်ဒီနေ့တမရောအာနာထိန်းထားတဲ့ကာလမှာအဲ့လိုပဲနိုင်ငံတော်ပုံကန်ခဲ့တဲ့အုပ်စုတွေအကုန်လုံးကတို့တို့သူလဝချင်းလဝါချင်းရိုက်ထားတယ်တို့တို့အချင်းချင်းတို့တို့ line မှာလက်သုံးချောင်းထောင်ခဲ့တယ်ပုံကန်နိုင်ငံတော်ပုံကန်တော်ပုံကန်တော်လန်မှုတွေမျိုးစုံလုပ်ခဲ့တဲ့သူတွေကိုပဲရုပ်ရှင်ကားတွေခေါ်ရိုက်တယ်ဇလန်းတွေခေါ်ရိုက်တယ်ဘာခေါ်ရိုက်ညာခေါ်ရိုက်လုပ်တယ်ဒီဘက်ကတမရောထောက်ခံသူဆိုတဲ့ယူဆတဲ့လူတွေကိုကြောင်းထုတ်ထားတယ်ပေါ့ ဆိုတက်မတော်ကိုထောက်ခံလို့ရက်ပြေပေါ်ရက်တဲ့မိုင်းဆိုးလို့ဘာလို့ကတော့ဒါမိုင်းဆိုးတော့အစင်လာတပိုင်းတပါကြီးရဲ့ခါကျတော့မိုင်းဆိုးလို့ကျတော့ခေါ်ရတာတော့ရှိတယ်သို့တော့တက်မတော်ထောက်ခံသူအတိုင်းဝိုင်းကတည်းကတချို့တော်တော်များဟာမဟုတ်ရှိုးပြောက်ွယ်သွားတာကိုဒီကာလမှာကျွန်တော်တို့ထူးခြားတွေ့ရတယ်ဒီနေရာမှာသူတို့ဘက်ကပြတ်တွေ့ရင်တက်မတော်ကိုထောက်ခံပြီလို့ငုံရှိုးပြောက်ွယ်သွားတာလားဆိုတော့မိကုံအမေးခံရတယ်လို့ဖြစ်လာတယ်ဟိုအဲ့လိုဖြစ်တဲ့သူစိတ်ထဲမှာသူတို့ကတော့ရှင်တက်မတော်ထောက်ခံမှုရော့သွားတာမဟုတ်ဘူးသို့တော့စိတ်မကောင်းဖြစ်တာပါလို့ဆိုတော့ဒီလိုငုံရှိုးပြောက်ွယ်သွားတဲ့သူတို့အမှုပညာဆက်မလုပ်ရတဲ့ခါအမှုပညာရှင်ဇာတမဇာမကရင် ရင်ထဲမှာပဲမနေတတ်မနေတတ်ဖြစ်တာဆိုစိတ်ထက်တော့မကောင်းတော့ဖြစ်ရပါတယ်ဒီကိုရဲ့ဘက်တော်သားကိုလူကိုလည်းကိုကာဝယ်ဆောက်ရှောက်ဖို့သက်ဆိုင်ရာအာဏာရဲ့ဖွဲ့စည်းတဲ့အနေနဲ့လည်းကာဝယ်ဆောက်ရှောက်မှုပြီးတော့လူမှုစီးပွားဘဝမြင့်တင်ပေးဖို့လုပ်ဖို့လည်းလိုအပ်တယ်လို့ကျွန်တော်မြင်ပါတယ်ကျွန်တော်တော်လာရဲတွေကဒိန်းတောင်ခွေးကိုမခေါ်ရိုက်တာဒီဆိုလို့ရှိရင်နင်းတို့ခေါ်ရိုက်လေဘာကြောင့်မို့ငရုပ်ပြည်ပြည်တွေကိုပဲနင်းတို့ကမြည်ညမ်းပြီးသမင်းစားချင်နေကြတာလဲငရုပ်ကခွေးတွေနဲ့စင်မတင်တော့ဘူးအရင်တော့ကလည်းဒီဘောမကြုံမျိုးမင်းဘာပြောလဲဆိုတော့ အခုဒီရွှေဆိုင်တွေကလည်းပဲအရင်တော့လက်သုံးချောင်းထောင်ခဲ့တဲ့အမှုပညာရှင်တွေကိုပဲဆိုင်းဘုတ်တွေအကြီးကြီးတွေနဲ့ကျညာတွေရိုက်တယ်လို့ပြောတာဒါကိုကြည့်ချင်းအပြင်ရုပ်ရှင်မင်းသားမင်းသမီးဆိုကျတော့မြန်မာနိုင်ငံမှာလာတယ်နော်ဆိုတော့ဒီနေ့အမှုပညာရှင်တို့ကြည့်ပါနီပိအကျံဖက်သမားတွေဟာတက်လပတယ်နေ့အချက်ပညာရည်ချင်းရှိတယ်သုံးအချက်လူရည်ဆွဲဆောင်မှုရှိတယ်လေအချက်လူစင်မီတယ် နော်ဒါဒီနဲ့ပြည့်စုံလို့ဒီနေ့ဒီရဲ့ချိန်ရဲ့အထိနင်းတို့ကအကြမ်းဖက်လို့ပြောပြောညီပိန်းလို့ပြောပဲပြောပြောဒီလူဒီပဲနေရတကာမှာယူတာနင်းတို့ခွေးတွေရဲ့ရုပ်ကိုကြည့်လိုက် နော်အရင်တော့ကတော့သူတို့ကိုလူလိုမြင်ခဲ့လို့သူတို့ရဲ့ရုပ်ဆိုးတာလည်းမမြင်သူတို့သူတို့ရဲ့မကောင်းချက်တွေကိုလည်းမမြင်ဘူးသူတို့ရဲ့ဟာတလေးတွေကိုဟာတလိုပဲမြင်ခဲ့တော့အရာအပေးခဲ့တယ်ဒါပေမဲ့အခုပြန်ကြည့်လိုက်တဲ့အခါကျမှသူတို့ကယူယူတရိစာမဟုတ်ခန္ဓာအနေနဲ့လည်းတရိစာနဲ့တူတယ်လို့အကျင့်စာရိတ္တတွေလည်းခွေးတွေနဲ့တပုံစံပဲဖြစ်တာဆိုတော့ဒီနေ့ကျမတို့အနီဒီမခေါ်ဘူးဆိုလို့ရှိရင်နင်တို့သမင်းကနေပြီမဟုတ်ဘူးလားဒါကြောင့်ဒီနေ့27ဒေါ်လာရေးထဲမှာနင်တို့စစ်ခွေးတွေကို ထောက်ခံတဲ့သူတွေများတယ်လို့ပြောရင်ဒီထောက်ခံတဲ့သူတွေကဘာကြောင့်မို့နင့်တို့ရဲ့ဘောမအမှုပညာရှင်တွေကိုသမင်းမကြွေးနိုင်တာလားဒါကိုပဲကြည့်ကြပါငွေချင်းရဲ့အနေနဲ့ဆိုလို့ရှိရင်လဲကျတော့တော်လာရဲတွေကချမ်းသာကြတယ်ချမ်းသာလို့နင့်တို့ခွေးတွေကိုလည်းစင်ပေါ်မှာတင်ပြီးကခိုင်းတာဒီနေ့နင့်တို့ခွေးတွေကိုယ့်ဘက်ကိုရက်နေတဲ့နင့်တို့ရဲ့ဘောမကြီးတောင်နင့်တို့ သူတို့ကိုကခိုင်းပြီးသမင်းကျွေးဖို့လောက်တော့နင်းတို့မှမတတ်နိုင်ဘူးမဟုတ်ဘူးလားဆိုတော့အခုနင်းတို့ရဲ့ဘောမှာအမှုပညာရှင်တွေကိုကြည့်လိုက်ပါဘယ်သူတွေရှိလဲနင်းတို့ဘောမှာရုပ်ရှင်မင်းသားမင်းသမီးတွေကိုကြည့်ကြပါအခုနင်းတို့ကတော့ဤပိန်းဒီစစ်တပ်ကိုထောက်ခံတဲ့သူတွေလို့နင်းတို့ကတော့ခွဲလိုက်တာအဲ့လိုခွဲလိုက်တာနဲ့ပဲအနီဘက်ကိုရက်တဲ့သူတွေဟာလက်ပချုံမောပြီးပညာတတ်ကြတယ်နော်နင်တို့ခွေးတွေဘက်ကိုထောက်ခံတဲ့သူတွေကတကက်ခွေးဝဲစားရုပ်ပောက်တဲ့သူကြီးပဲဒါကြောင့်ဘယ်သူမှမငားတာမအံ့ဩကြနဲ့နော် အခုနင်းတို့ဘောမတို့ပဲကြည့်လေဘဒူကများလူရုပ်ပေါက်နေတဲ့တယောက်ရှိတယ်လားဘဒူကများညံရီပြီးစုံနေတဲ့အဲလော်ဘီတယောက်ရှိနေတယ်လား နော်တိတ်မပြောချင်ဘူးပြီးလို့ရှင်သူဘာပြောလဲဆိုတော့အခုဒိန်းတောင်ဟာခွေးဘက်ကိုမမမမရက်နေခဲ့ပေမဲ့လည်းပဲအခုကတော့ဂျောင်းထိုးခံရပြီပေါ့နော်ဆိုတော့ဂျောင်းထိုးခံမှာပေါ့ဒိန်းတောင်ဆိုတဲ့နာမည်တစ်လုံးရအောင်လုပ်ခဲ့တာဒီနေ့ကျွဲတို့တော်လာရေးထဲမှာပါဝင်နေတော့ပြည်သူလူထုတည်လေဒီနေ့ကျွဲတို့ပြည်သူလူထုတည်မထောက်ခံတော့ဘူးဆိုလို့ရှင်သမင်းမစားရတော့ဘူးဆိုတော့အခုခွေးတွေလည်းမငားဘူးတော်လန်ရဲတွေလည်းမငားဘူးကြားမှာကြပြီးထမင်းငတ်နေတယ်เนาะမှတ်ထားလိုက်ပါ ဒါပဲဒီနေ့ကျွန်တော်တော်လရဲတွေမထောက်ခံဘူးဆိုလို့ရှင်ဘယ်သူကမှသမင်းတလုတ်အပိုစားဖို့မလွယ်ဘူးဆိုတော့မှတ်ထားပြလို့ရှင်လက်ဒိန်းတောင်ပြောထားတဲ့အထဲမှာတခုဘာပြောလဲဆိုလို့ရှင်အခုထောက်လုတ်ရဲတွေကလူဒီတောင်မှဒိန်းတောင်ကိုခေါ်ရိုက်တယ်ခေါ်ရိုက်ပြီးမှသူ့ရဲ့ရုပ်ရှင်ကိုပြလို့ရှင်လူဒီလာမကြည့်လို့ရှင်ဘူးတာဘူးယူပေးမလဲလို့ပြောတာဒါပဲအခုဒီပရိုဂျူဆာတွေကအနီမို့လို့မဟုတ်ဘူးဒါပေမဲ့အနီရဲ့အကြောင်းကိုသူတို့သိကြတယ်ဆိုတော့ဒိန်းတောင်ဆိုတာဟာအရင်တုန်းက ဒီ23ဒေါ်လာရဲ့မရောက်ခင်မှာအခုနင်းတို့ပြောနေတော့အကျန်းဖက်ဘက်ကိုပါဝင်နေတော့သူဒီကအားပေးကြတယ်ထောက်ခံကြတယ်ဒါကြောင့်ဒိန်တောင်ဆိုတဲ့နာမည်ကိုဖြစ်ပေါ်လာခဲ့တယ်ဒါပေမဲ့ဒီနေ့ကျွဲတော့မတုံးလိုက်ခဲ့တဲ့အခါမှာကြတော့သူ့ကိုရုပ်ရှင်ရိုက်ချင်တဲ့သူဒီတောင်မှဒိန်တောင်ပါလို့ ပြလို့မရလို့ရှိရင်ဆိုတော့တန်တရားတွေဖြစ်သွားတယ်။ဒါကိုကြည့်ချင်းအပြင်အခုလောလောဆယ်ဆယ်ထဲမှာတောင်မှနင့်တို့ခွေးတွေနင့်တို့ခွေးတွေဘက်ကိုရက်နေတဲ့သူတွေဘလောက်အထိလူတွေကို ထောက်ပံ့ပေးနိုင်တယ်လဲဆိုတော့ကိုပြတ်တာနေတာနော်နင့်တို့တာနီပိန်းလို့ပြောတာပိန်းလားမပိန်းဘူးလားတော့မသိဘူးနီပိန်းနေမှာပိုင်နင့်တို့ ဘောမှာအမှုပညာရှင်တောင်ထမင်းနဲ့အောင်မအောင်မစားနိုင်တဲ့ဘဝရောက်နေပြီဆိုတဲ့အကြောင်းပြောပြခြင်းနဲ့เนาะစစ်ခွေးတွေကို ထောက်ခံလိုက်တဲ့အခါမှာကျတော့ကချင်းစကားကဘာပြောလဲဆိုလို့ရှင်ဥဒီထုံပါတွန်ဥဒီထုံပါတွန်ဆိုတော့ကျဥ်အိတ်ချတယ်လို့ပဲเนาะအတားအယာပဲချလိုက်တော့တာနေတော့ကိုတိုက်လဲမနေတော့ဘူးပြောမနေတော့ဘူးဒါပေမဲ့ကျတော့အတားအယာချလိုက်တဲ့ဥစ္စာကနင့်တို့ကဘေးရောက်သွားတာ ဆိုတော့အခုဒီဒိန်းတောင်ရဲ့အကြောင်းကိုကြည့်ချင်းအားဖြင့်မီပိန်းနေဟာအခုအချိန်ထိရုပ်ရှင်လောကထဲမှာစိုးမိုးနေတုံးပါတဲ့နော်ဒါကိုနင်တို့တည်တည်နေပြလို့ရှင်ဒေါအောင်ဆန်းစုကြည်ခစ်တုံးကဆိုလို့ရှင်လဲပဲဒေါအောင်ဆန်းစုကြည်ကိုထောက်ခံတဲ့သူဒီကိုတဲ့လူဒီအရန်ငားကြတယ်ပြင်ကြောညာဒီအရန်ရိုက်ကြတယ်ဘန်နာဆိုလို့ရှင်လဲဒေါအောင်ဆန်းစုကြည်ကိုထောက်ခံတဲ့သူဒီရဲ့ဘန်နာပဲတဲ့ဒါရှင်းရှင်းလဲပဲခဏတော့ကပြောသလိုဒေါအောင်ဆန်းစုကြည်ကိုထောက်ခံတဲ့သူဒီဟာအုံနောက်ပြရမယ် ရုပ်ရည်ချောမောရမယ်အကျင့်စာရိတာကောင်းမွန်ရမယ်နော်ငွေကြေးရဲ့ချမ်းသာရမယ်ဒီဥစ္စာတွေနဲ့ပြည်စုံတဲ့သူကသာလေဒေါအောင်ဆန်းစုကြည်ကိုထောက်ခံတယ်အဲပြည်ပြေးဖြစ်ဖြစ်တယ်အကြံဖက်ဖြစ်တယ်နီးပိန်ဖြစ်တာနင့်တို့ရဲ့ဘောပိုင်ရှင်ဖြစ်တဲ့ခွေးကြပုတ်တောင်းလိုက်သားကိုမှ ပေမမီတော့မမီဖြစ်နေတာပေမမီတော့မမီရဲ့ကျွန်းတွေကတော့ပေမမီတော့မမီပဲလေနော် ဆိုတော့တိတ်ပြီးမှမပြောချင်ဘူးဒါတွေကိုကြည့်ချင်းအားဖြင့်ဏီပိန်းဒီရဲ့အရေးအချင်းကိုနင်းတို့ကြည့်ကြပါနော်ဆိုတော့အခုဘောမကျော်မျိုးမင်းကပြောပေးတာပေါ့နော်ဒီခွေးချဘူးရဲ့ဘောကိုမပေးတဲ့သူတွေကိုလည်းကာကွယ်ပေးပါတဲ့ဒါကြောင့်ကာကွယ်ပေးတဲ့အနေနဲ့အခုဒီငိမ့်ချမ်းတွေတိမ့်တောင်တွေကိုလေဟိုမှာခွေးချဘူးရဲ့အိမ်ရှက်မှာစင်ထောင်ပြီးမှ နေ့တိုင်းညတိုင်းငားပြီးကခိုင်းလိုက်ကြပါနော်အာမသူတို့သမင်းဝမှာတိတ်မပြောချင်ဘူးနော်ဆိုတော့အခု တိန်တောင်ပဲသမင်းငတ်သလားဆိုတော့မဟုတ်ဘူးကျတော့ဒီဗီဒီယိုနောက်တစ်ပုဒ်ကိုထပ်ပြီးမှနားထောင်ကြည့်အောင်နော်ပေါ့မြို့နယ်ရဲ့တောင်ပိုင်းဆိုလို့ရှိရင်တက်ကုန်တစ်ချို့ကိုပြင်အောင်စီရုပ်ကွယ်ပတ္တဆာရဲ့တကယ့်ဒေါင်းတော်မီ အမာခံရွာတွေပေါ့တက်တီနဲ့တိုင်းပြည်ပေါ်မှာထားတဲ့စိတ်ဓာတ်ရောဘာမှကိုချွင်းချက်မရှိပြောစရာမရှိဆိုတဲ့ပတ္တဆာရွာတွေလိုပဲပြောရမှာပါဗျဘလောက်ပဲသူတို့တွေဖြတ်တန်းတဲ့ဘဝခက်ခဲပါစေကြမ်းတမ်းပါစေသူတို့တွေဟာ ရိတ်ခါဆိုဖြက်လက်မှုဆိုလဲခဏခဏရင်ဆိုင်ရပါတယ်ဒီခါလည်းဆိုရိတ်ခါအဆိုးဆိုးဝါးဆုံးဆိုတဲ့အနေထားဒီကိုဖြစ်ပါတယ်ဒကာကြီးတို့ကတော့ပါဇက်ကလေးကလွယ်တာပေါ့လက်နဲ့ပြန်အန်လိုက်ပေါ့မတိုက်ချေလက်နဲ့ပြန်ပေးလိုက်ပေါ့ဆိုစကလုံးနေနဲ့ဦးစင်းတို့ကမပြောရဲလို့မဟုတ်ဒကာကြီးတို့ပြောတဲ့ဇကာကြီးဒီခါတလေဆိုရင်နတ်ဆက်ကတာဝရှိလူကြီးတွေရောတိရောတိရဲ့လောက်တော့ပြန်မေးရမယ်ကိစ္စနေအဲဦးစင်းတို့ဒကာကြီးတို့လည်းတီမာရေကဘယ်လိုလဲတေယောကိုင်းတို့ဇီးပြားတို့ဆိုလို့ရှိရင်ခင်ဗျားတို့တက်နေရနေလိုက်ပဲ နေရာဖြစ်မိုင်မီတာဘယ်လောက်ထိတက်လုံးသူတို့လုံးလာပဲလက်နဲ့တည်ရတယ်အလောင်းနှလုံးရတယ်လက်နဲ့လင်းကားလက်ရတယ်ဒီမှာဆိုရင်ရွှေဘတွေနဲ့ဘီဂျူးစစ်တီတောင်တော်ပြီပဲသူတို့တွေစစ်လက်တိုက်ရဲတယ်ပီဒီအချမ်းဖက်ကူလည်းသူတို့ဘယ်လောက်ပဲတိုက်ရတိုက်ခြာရဲတယ်ဒါပဲနဲ့ဘာလိုအပ်နေရလဲရိတ်ခါရမ်းလိုအပ်နေပါပြီတယောကိုင်းတို့ဇီဘတို့ဆိုလို့ရှိရင်မြစ်တုံစားရတယ်စီမပါပြောင်းပါတယ်အနေထားကျန်တဲ့ဝိုင်လည်းထိုနည်းပြူစွာပဲဘက်စင်းကုံတောင်ပြုတ်စားလို့ရတဲ့အနေထားပေါ့နော် ။အနေရပါလေအထိုနိတူသာပြီးသူစီရပါလေ။ဒိခါကဘာလို့လောက်ထိမတော်နိုင်ရတာလဲ။ဒါမို့ပေါ့။ဒကာကြီးတို့မှလည်းအခက်ခဲတွေရှိတယ်ဆိုတော့နားလေတယ်။လူရင်းတူရင်းပြောကြနေတာတော့ဗျာပေါ့မြုံနဲ့ပတ်သက်သာပြီးသူစီတွေရွာလေ။ဒိခါကိုရောက်အောင်လုပ်ပေးပါ။ဒီချိန်မှာစိတ်တပိုင်းနေမြင့်တင်မှုရမ်းလို့တယ်။စိတ်ချက်တွေရမ်းတက်ကြွအောင်လို့တယ်။ဒီတိုင်းနာခင်ဗျားတို့ပြစ်ထားအောင်မယ်ဆိုလို့ရှိရင်လက်နဲ့ကပြီးသူစီတိုင်းမကင်နိုင်ဘူး။ဒါလည်းတော့ပေါ့ဖို့လိုတယ် ဒီလိုပြောရင်ခင်ဗျားတို့မကြိုက်ဘူးဆိုတာလည်းတည်တယ်ဒါနဲ့ကိုလိုအပ်ချက်တွေကိုဦးထောက်ပြရမှာဦးစင်းတို့ရဲ့အလုပ်ဆိုတော့အခုဒီထဲမှာငပောက်ရဲ့နေရာဖြစ်တဲ့ပေါ့မြို့နယ်ထဲမှာရှိတဲ့စစ်ခွေးတွေကိုအမာခံထောက်ခံနေတဲ့ပြည်သူခွေးတွေရှိတဲ့နေရာတွေမှာအခုအစားအသောက်တွေငတ်ပြတ်ဝင်းကျင်က စစ်ခွေးကိုထောက်ခံနေတော့ပြည်သူခွေးတွေဘက်ကနေတော့အခုအစာတွေကိုငတ်ပြတ်နေတယ်တဲ့နော်အရင်တော့ကလည်းသူတို့ပြောပြတာနင်တို့မလုပ်ချင်ဘူးဆိုလို့ရှင်လက်နက်တွေဖြတ်သိမ်းပါလို့ပြောတာဒါကငါပေါ့မလုပ်ဘူးပြီးလို့ရှင်ဒီမှာငါငါပေါ့ပြောသွားတာကတော့သူ့ရဲ့ပြည်သူခွေးတွေကတော့စစ်လဲတိုက်ချင်တယ်တိုက်ရခိုက်လေလဲကောင်းတယ်စစ်ခွေးတွေကိုလည်းတလောက်ချစ်တယ်ဆိုလို့ရှင်နင်တို့ဘာကြောင့်မစစ်တက်ထဲမဝင်တာလဲပြည်သူစစ်တွေကိုစစ်ခွေးတွေကနေနေဆိုတာလဲကြားရတာကြားလာပြီ နော်အခုဒီငပေါ့ဒီပြည်သူစစ်တွေကိုရဲ့ခေါင်းဆောင်စဖြစ်လာကြတဲ့ကနေမှစစ်ခွေးတွေကနေမှဒီပြည်သူစစ်တွေကိုအထင်တဲတယ်မကြိုက်ဘူးဆိုလို့ရှင်လက်နဲ့ဖြုတ်သိမ်းမှာခဏခဏပြောနေတယ်လေဆိုတော့ငပေါ့ကဘူချုပ်ကြီးဖြစ်ချင်နေတလားတော့မသိဘူးပြည်သူစစ်တွေရဲ့စစ် အုပ်ချုပ်ကြီးမဖြစ်ချင်ဘူးဆိုလို့ရှင်တော့နင့်အုပ်ချုပ်တဲ့ဒီပြည်သူစစ်တွေအားလုံးကိုလေစစ်ခွေးတွေကိုပို့ပေးလိုက်ပေါ့ မဟုတ်ဘူးလားအခုနင်းတို့ကစစ်သားလည်းမဖြစ်ချင်ဘူးစစ်သားမဖြစ်ချင်ဘဲနဲ့လက်နက်ကတော့ကင်ပြင်းမှလူရဲမှုဒီစစ်သားတွေရဲ့ကြုံနေဖြစ်နေကြတယ်မဟုတ်ဘူးလားဆိုတော့အခုဒီမှာငပောက်ကအစာတွေချပေးပါတဲ့နော်ဆိုတော့သူတို့ရဲ့တရောင်းစားခေါင်းဆောင်ကငပောက်လေငပောက်နင်းရဲ့မွေးတဲ့အထဲမှာတောင်မှပက်ဆန်တွေယာကြီးချီပြီးတော့နင်းမွေးနဲ့လက်ဆောင်မဲတွေဖောက်ပေးတာလေနင်းမပက်ဆန်ရမ်းချမ်းတာတွေလေနင်းရဲ့ကြုံတွေကိုကျွေးလေ ပတ်စံလည်းအများကြီးလူခဲ့တယ်နှစ်မှာပတ်စံအများကြီးဖို့ဖို့တီတီဖြစ်နေတာပဲလေဆိုတော့အခုဘာကြောင့်မို့နှစ်ရဲ့ဒီပြီးသူခွေးတွေကိုနှစ်မကြွေးမွေးနိုင်တာလဲစစ်ခွေးတွေကတော့သူ့ရဲ့ဖင်းတောင်အနိုင်နိုင်နော်ပြီးသူခွေးတွေငတ်ပြတ်နေတာကြာလာပြီခဏတော့ကြာသတင်းထဲမှာပြောတယ်လို့ပဲလေနတ်ရဲ့ကံမာတောင်မှအစားတွေမရှိလို့လက်နက်ခဲရနေမရှိလို့လေရင်ကနေမှလေထီးနဲ့ချပေးတာတော်လာရဲတွေရသွားတယ်ဒီလိုမျိုးပဲအခုနင်းတို့ခွေးတွေငတ်ပြတ်ပြီးနေကြ နော်စကခ27မှာလဲဟိုတခါတော့ကတင်းပေါ်နဲ့လာချသွားလို့သာစားနေရတာအခုမိုးရာတီမဟုတ်တော့ဘူးအယောက်တီမြစ်တင်းသွားပြီတင်းပေါ်နဲ့လာလို့မရတော့ဘူးဆက်လေနဲ့လာချင်နဲ့လာကြပေါ့တခါလဲရေထဲမှာငစားဖြစ်သွားဖို့ပဲလာကြနော်နင်းတို့ကတော့ခွေးရဲ့ဘောမှပေးချင်တာခွေးကတော့နင်းတို့ကိုဂရုကိုမဆိုင်ဘူးဒါပေမဲ့နင်းတို့တခါဘောမှပြီးဖြစ်တဲ့အတွက်ကြောင့်ဘောမတခါမှပြီးပြီဆိုလို့ရှိရင်နင်းတို့တေထွက်ပေးရတယ်အရှင်ထွက်လို့တော့မရဘူး เนาะတိတ်မပြောချင်ဘူးပြည်သူတွေအားလုံးစက်မပြုတ်ရှိကြပါစေ